69ရာခိုင်နှုန်းသောလူတွေကသပင်ချွတ်တာကိုလိမ့်စိတ်ပြင်းထန်တာကိုလက်လေ့ကျင့်ခန်းလုပ်တာအိပ်ရပြတ်တာစိတ်တူဒေါသကြီးတာဒါမှမဟုတ်အဟာရချို့တဲ့တာတွေကြောင့်လို့မှားရင်းထင်မြင်ယူဆကြပါတယ်ဒါပေမဲ့ဒါတွေကအဓိကအကြောင်းရင်းမဟုတ်ပါဘူးထိတ်တန်ဂျာနယ်ဆဲမှာနောက်ဆုံးထုတ်ဝေခဲ့တဲ့သုတေသနကသပင်ချွတ်ခြင်းရဲ့ ဓိကအကြောင်းရင်းဟာတကယ်တော့သပင်းမွေးညင်းပေါက်တွေမှာလစ်စစ်တက်နေပါနေတာဖြစ်တယ်လို့ထောက်ပြပါတယ်။ဥယျာဉ်ပြားရဲ့အတွင်းမှာရှိတဲ့သပင်းမွေးညင်းပေါက်အမြင်တက် cell တွေဟာသပင်းကြီးထောင်းမှုခလုတ်ကိုထိန်းချုပ်ထားတဲ့ဆိုင်းအင်ပေးတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ကတည်ငြိမ်တဲ့လစ်စစ်တက်အားကိုထိန်းထားနိုင်တဲ့အခါ ။စပင်မွေးညင်းပေါက်တွေဟာပုံမှန်အလုံးလုံးပြီးစပင်တွေလည်းဆက်လက်ကြီးထွားနေပါတယ်။ဒီဆဲလ်တွေရဲ့စွမ်းရင်ကျဆင်းပြီးစွမ်းရင်ပေးဝင်မှုရပ်တန့်သွားတဲ့အခါမှာတော့စပင်မွေးညင်းပေါက်တွေဟာပါဝါပိတ်လိုက်သလိုပဲအလုံးရဆိုင်သွားပြီးစပင်ကြီးထွားမှုရပ်တန့်ကကျွတ်ထွက်သွားနိုင်ပါတယ်။ဒါကြောင့်မဲတချို့လူတွေဟာငယ်ရွယ်စဉ်ကနေအသက်ကြီးတဲ့အထိစပင်ထူထဲနေပြီးတချို့ကတော့ငယ်ရွယ်စဉ်ကတည်းကစပင်ပါးရာတွေကိုရင်ဆိုင်နေရတာပါ။ ါအပြင်တင့်မိသားစုမှာဒီလိုဖြစ်ဖူးတဲ့ဘိုးဘွားမိဘတွေရှိတယ်ဆိုရင်တော့တင့်ဥယေပြားမှာဓာတ်ပြုတ်လွယ်လွန်းတဲ့ဇပင်မွေးညင်းပေါက်အစုဖွဲ့ဟာမွေးရပါပါလာနိုင်ပါတယ်သူတို့ဟာ DHT လို့ခေါ်တဲ့ဟော်မုန်းကိုပုံမှန်မဟုတ်ပဲအလွန်အမင်းထိလွယ်ရှလွယ်ဖြစ်ကြပါတယ်ဒီဟော်မုန်းနဲ့ထိတွေ့လိုက်တဲ့ဇပင်မွေးညင်းပေါက်တွေဟာလင်းမြန်စွာကျုံသွားပြီးမူလကနှစ်နှစ်ကနေ6နှစ်အထိ ကြာမြင့်နိုင်တဲ့ကျန်းမာတဲ့သဘင်ကြီးထွားမှုအဆင့်ကိုလအနေငယ်အထိအတင်းအကျပ်ဖိချလိုက်ပါတယ်ပထမဆုံးအနေနဲ့ထူထဲတဲ့သဘင်ကိုထုတ်လုပ်ပေးနိုင်တဲ့စက်ရုံကနေအမွေးနှွန်းနှူလေးတွေကိုပဲကြီးထွားစေနိုင်တဲ့အလုတ်ယုံငယ်စီကိုတဆင့်ပြီးတဆင့်ဆုပ်ယုပ်သွားပါတယ်နောက်ဆုံးမှာတော့အလုတ်လုံးဝရက်ဆိုင်သွားပြီးတော့တပြေးပြေးနဲ့သဘင်မရှိတဲ့ညီကွက်လက်ဖြစ်ကိုပြောင်းလဲသွားပါတယ်သို့တော်လည်းသဘင်မွေးညင်ပေါက်အမြင့်တက်ဆဲတွေကိုတည်ငြိမ်တဲ့လက်စစ်တာအားရရှိနေအောင်ထိန်းထားနိုင်ပြီးသဘင်ကြီးထွားမှုခလုတ်ကိုအမြဲဖွင့်ထားသေး၍သဘင်တွေဟာထွက် ြေတော့မှာမဟုတ်ပါဘူး။ဒါပေမဲ့ယခုခေတ်လူတွေရဲ့ရေရှည်ဖိအားများတဲ့အချိန်နေပုံမှန်မဟုတ်တဲ့အဲ့ချိန်အာဟာရမများတဲ့အစားအစာတွေဟာခန္ဓာကိုယ်ကထုတ်ပေးတဲ့ဖိစီးမှုဟော်မုန်းတွေကိုပုံမှန်များပြားစေပြီးသပင်မွေးညင်းပေါက်တွေရဲ့ကြီးထွားမှုတက်နေရာကိုထပ်မံနှောက်ယှက်ပါတယ်။ဒါကြောင့်ပုံမှန်ပွားနေထိုင်မှုပုံစံနဲ့ကောင်းမွန်စွာအိပ်စက်ခြင်းသာလျှင်သပင်မွေးညင်းပေါက်တွေကိုဆက်လက်ရှိနေစေပြီးကျန်းမာတဲ့သပင်ကြီးထွားမှုစီးချက်ကိုထိန်းထားနိုင်မှာဖြစ်ပါတယ်။အားလုံးပဲလာပနိုင်ကြပါစေ။